အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဇွန်လ17ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့ပတ်သက်ပြီးမှပဲဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဒီကအင်လွန်နဲ့ဒိုနယ်ထရမ့်ကြားကပြဿနာကကျွန်တော်တို့ focus ပြီးမှပဲဆွေးနွေးကြည့်အောင်ပါပြီးတော့အင်လွန်ထရမ့်ကပေါ့နော်ဒီထရမ့်က fourth break demonstration မှာဒီတက်မရိုရဲ့အစွမ်းအားကိုတွားကြည့်တယ် USA တက်မရိုကသူ့ကိုရှော့ပြတယ်ပေါ့နော် ဒါတွေကိုကျွန်တော်တို့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်ပြောချင်တဲ့ focus ချင်တဲ့ကိစ္စက Trump နဲ့ Elon Musk drama ပေါ့ Trump နဲ့ Elon ရဲ့ Musk ပြည်နာကဟိုးကျွန်တော်တို့ podcast မှာအများကြီးပြောပြီးသားကိစ္စဆိုတော့ကျွန်တော်ဒီခါရှိရှိဝေးဝေးမပြောတော့ဘူးပေါ့နော်ပထမကတော့ Elon က Donald Trump ရဲ့ Big Beautiful Bill ကိုဆန့်ကျင်တယ်အဲဒီနောက်ပိုင်းမှာ Trump ကလည်းပြန်လည်တုံ့ပြန်နေတယ်နောက်ပိုင်းကျတော့ဘယ်လောက်ထိတောင်းဖြစ်သွားပြီလဲဆိုတော့ အီလွန်က Trump ကို personal အရတိုက်ခိုက်လာတယ်ပေါ့နော် Donald Trump က Jeffrey Epstein ဖိုင်ထဲမှာပါတယ်ပေါ့အဲ့နောက်ဆုံးကျတော့လုံးဝ personal ဖြစ်လာတယ်တယောက်နဲ့တယောက်ကိုလုံးဝကိုလမ်းပေါ်မှာတွေ့ချတော့မလို့ခြေနေမျိုးဖြစ်လာတယ်ပေါ့နော်အခါကျတော့နောက်ပိုင်းမှာ Donald Trump နဲ့ Elon Musk ကပြန်လည်တင်းမြတ်ဖို့ရအတွက်နော်ခေါင်းဆောင်တော်တော်များများကလည်း authority လုတ်ပေးနေတယ်မနေ့တနေ့က Donald Trump နဲ့ Elon Musk ကစကားပြောဖို့လုံးနေတယ်ဒါပေမဲ့ Donald Trump ကတော့စိတ်မဝင်စားတော့ဘူးပေါ့နော် 6ကတော့တော်တော်လေးတော့စိတ်ပြက်တယ်ပေါ့နော်တော်တော်လေးတော့ကိုလုံးဝကိုအီလွန်နဲ့စကားမပြောချင်တော့တဲ့အထီးစိတ်ကဖြစ်သွားတယ်ဒီတစ်ခါအီလွန်ကဒိုနယ်ထရမ့်ကိုပြန်လေတောင်းပန်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှပဲအစွန်းနဲ့ကြည့်အောင်အီလွန်ကသူတင်ထားတဲ့ post တွင်ထဲမှာတဲ့နောက်တရရတာတော့အများကြီးရှိတယ်ဆိုမပြောရဘူးတချို့ဟာတော့နောက်တရရတယ်ပေါ့နော်အဲ့တော့ Trump ကိုလည်းကျွန်တော်တောင်းပန်တယ်ဆိုမှပြောရဲပေါ့ဆိုတော့ Donald Trump နဲ့ Elon Musk က ဘယ်လိုပြောမလဲပြန်စင်ပြမလားဒီတိုင်းပဲเนาะအော်ဒီတိုင်းပဲဖြစ်တော့မှာလားပေါ့ဒါပေမဲ့ Elon ကတော့သူ့ရဲ့အမားတချို့ကတော့ဝန်ခံပြီးမှတောင်းပန်တာတော့ကျွန်တော်တို့တော်တွေ့ခဲ့တယ်။နောက်အလုံးဝအကိုအမှန်ဆုံးတော့ Trump ကိုယ်တိုင်ကလည်းပြောနေတယ်။ Elon ကကျွန်တော်ရဲ့လုပ်ရက်တွေပေါ့နော်ကျွန်တော်ရဲ့ policy ကိုဝေဖန်ရင်ဝေဖန်လို့ရတယ်ပေါ့။ဒါပေမဲ့ကျွန်တော်ကိုလာပြီးမှ personal အရာတိုက်ခိုက်လို့တာကတော့ကျွန်တော်လုံးဝအဆင်ပြေတယ်ဆိုမှ Trump ကတော့ပြောနေတယ်ပေါ့နော်။ကျွန်တော်ရဲ့လုပ်ရက်တွေကိုဝေဖန်လို့ရတယ်ဒါပေမဲ့ ကျွန်တော်လုတ်မယ်ဆိုကလေးကနဲ့ Elon ကကျွန်တော်ဘာကူလုတ်မှာလဲဆိုသူကအတိပိတာပေါ့လုံးဝကိုတိပိတာဒါမဲ့သူကကျွန်တော်ကိုလုံးဝ personal ရတိုက်ခိုက်တယ်ဆိုမှထပ်ပေါ့ပြောနေအဲ့ဒါဆိုတော့ဗီဒီယိုကျွန်တော်ပြမယ်ပေါ့နော်ဗီဒီယိုကြပြီးဗီဒီယိုပြပြီးမှပဲအာပရိသတ်တွေကိုကြည့်ကြည့်အောင်တစ်ချက်လောက်နော် Okay All right Okay အဆုံး BBC ရပါပြောရကြည့်အောင် Tesla boss Elon Musk has apologized for posts he made about US President Donald Trump, writing on his platform X. Mr. Musk says, I regret some of my posts about President Donald Trump last week. They went too far. Of course, they went too far. But it was a person and too far the backdrop here is of course the bitter war of words that culminated in the tech billionaire suggesting without evidence that president trump appears in unreleased files related to the late sex offender jeffrey epstein the situation has inevitably အဲ့ဒီ Jeffrey Epstein ဆိုတာကပြစ်တက်တချို့ကတော့မတိသေးမှာဆိုလို့ပေါ့နော်သူက link ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှဖန်ခံတဲ့လူတစ်ယောက်ဖြစ်တယ်ကွာထောင်ထဲမှာသူကအမှုစစ်ဆေးရင်းနဲ့သူ့ကိုယ်သူတက်ပြီးမှအသေးဆုံးသွားတဲ့လူတစ်ယောက်ဖြစ်နေတယ် so အဲ့ဒီ link ပိုင်းဆိုင်ရာအမှုနဲ့ပတ်သက်ပြီးမှဖန်ခံနေတဲ့ Jeffrey Epstein နဲ့ Donald Trump ကနော်ဘောအဲ့ဒီ Justin ရဲ့ Epstein file တွေမှာအဲ့ ထရမ်ပါနေတယ်ဆိုပြီးမှအီလွန်ကတော့ဆွဆွေးနေတယ်ပေါ့နော်အဲဒီကိစ္စနဲ့ cause major doubts over Mr. Musk's various business interests with the US government. Well, to look at this story, I'm now joined by our business presenter, Sally Bandok. And Sally, how surprising is this latest post from Elon Musk? Mm. Well, I would say it's not that surprising. Uh, as you've just read out there, his his uh, post on X was, "I regret some of my posts about President Trump last week. They went too far." Mm. What kicked the spat off in the first place between these two men was his initial criticism of what President Trump calls my big beautiful bill, which is his really critical policy move that's currently going through uh, the Senate. It needs approval in the Senate so that he can go ahead

they went too far. He mm. didn't say which one specifically well, we that he ideas. regretted. We have some ideas. You want to read through them, Brian? Uh, it says, without me, Trump would have lost the election. Not a good thing to say. Dems would control the House. Mm. You so, know, God. อีลอนကချောက်ကိုပြောပါပြောခဲ့လဲဆိုတော့ကျွန်တော်အတမပါပေးနဲ့ဒွန်နယ်ထရမ့်ကနော်အဲ့ဒီရွေးကောက်ပွဲမှာအောင်မြင်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ Democrat Democratic would control the house and Republican really? would be 5149ဖြစ်လိမ့်မယ်ဆိုမှအဲ့လိုကတော့ပြောနေတယ်။နောက်ပိုင်းကြမှာပဲခုလိုမျိုးပေါ့နော်။ဒီသူ့ရဲ့ post တော်မြတ်ကတော့များနေတယ်ကွာ။ Donald Trump ရဲ့ big bill ကလည်းလကလုံးဝ user ကောင်းနေတဲ့ bill တစ်ခုပါဆိုမှဝေဖန်တာလည်းရှိတယ်။အခုကကျွန်တော်ပြောနေတဲ့ကိစ္စ Jeffrey Epstein file မှာ Trump ကပါတယ်ပေါ့ကွာ။သူ post ထားလို့စာများကြည့်ရှိတယ် Elon Musk က Trump နဲ့ပတ်သက်ပြီးမှ post တင်တာများအကြည့်ရှိတယ်။အဲ့ဒီထဲမှာ Uh, and republicans would be down 51-49 in the senate really not accurate but you did put a lot of time in pennsylvania elon uh, we know that uh, uh, he said this as well in light of the president's statements about the cancellation of my government contracts, spacex will donald trump is in the epstein file too so yeah he also said that donald trump should be impeached yeah I... uh, <laughs> อีลอนกับทรัมป์ชูดบีอิมพีชบ่เนาะอีลอนกับโรบลูบิมเนี่ยเตียยงกับซิซิเมเมขันติเนี่ยสุมาหรอตูก็โพสต์เตะอีลอนมอกอีลอนมอกกับเนาะဒီကောင်စေးချပါတယ်တူပါတယ်ဒီကောင်စေးချတော့ကရေးသွားတော့ဖြစ်မှာပါ comment မှာကျွန်တော်တော့ဖတ်တယ်အော်အီလန်ကတော့ဒီကောင်သူအဆောဘာဖြစ်တော့ပြီပေါ့တော့ဒီကောင်လုံးဝစေးမချတော့ဘူးပေါ့တော့ဒီကောင်စေးချတော့ကဒီ post ကိုတင်တော့ တင်တော်တဲ့ဟာရအရာတွေဖြစ်ပါလိမ့်မယ်ဆိုပြီးမှ comment မှာလူတချို့တွေကပြောနေကြတယ်ဘာဖြစ်လို့လဲဆိုရုပ်တရကြီးအီလွန်ကသူ post ထားလို့စာကြီးကိုတော့တရားသွားတာပေါ့စေချာတော့ကသေးစုလို့ post ပြတဲ့ကိစ္စတွေဖြစ်တာနဲ့တူပါတယ် President knows the president. He loves spirit and debate. Even if you disagree with him, you can yell, you can scream, you can make your points be heard. Mm. But when he took it public, and he started saying some of the talking points from the left where it was impeachment, Epstein files, and all of that, mm. he lost a little, little credibility or a lot of credibility. Yeah. I think they will make up, but they're never going to be as close as they were before because the president simply can't trust the guy now. Donald Trump said that he, he thinks that he imagines that Elon Musk would want to talk to him. Listen. On Elon Musk, do you plan to speak to him on the phone anytime soon? Uh, I haven't really thought about it actually. I would imagine he wants to speak to me. I would think so. If I were him, I'd want to speak to me, but maybe he's already called. You'd have to ask him, ask him whether or not he's already called. But uh, I'd have no problem with it. That's you did. trump yung sa So, guys Donald Trump နဲ့ Elon ကတော့အရင်တုန်းကလိုမျိုးပြန်တိမဲ့အရင်လုံးကလိုမျိုးကလုံးဝပခုံးချင်းဆိုင်ခြိုက်ပြီးမှတန်ခင်မဲ့အနေထားမျိုးတော့မရှိတော့ဘူးပေါ့နော်။ဒါ That's it ဆိုတော့ CCN ကပြောရကြည့်အောင် CNN. Yeah, some breaking news at this hour. Tesla CEO Elon Musk posting on X with a pretty significant reversal. He posted, he posted quotes, I regret some of my posts about President Donald Trump last week. they went too far writes the, the, Tesla CEO. Now, this coming after Musk deleted some controversial posts about the president over the weekend, including a call for his impeachment and mm. sex offender Jeffrey Epstein. Professor, it's great to have you on with us again this morning. I mean, can we just go straight to your reaction? How surprised are you? Is this a groveling apology, clearly? I was really surprised. I was surprised at the speed with which Elon Musk folded. Uh, because you know he has a lot of power, he's the richest man in the world, and and I, I thought that he was going to be more of a risk taker, and he was going to be a disruptor and a, a chaos agent, and and try to. So you the book out. Di kesa jiga no kaba media CNN ka le biolare, MSNBC do, Fox News <laughs> do, BBC do ka biolare. တော်တော်လေးတော့ shock ဖြစ်တယ်ဗောလူတိုင်းအားလုံးတော်တော်မဲမဲကတော့ surprise ဖြစ်တယ် wow surprise ဘာဖြစ်တော့တာလဲဗောနော်အဲ့လိုမျိုးဖြစ်သွားတယ်ကဲဒါဆိုတော့ Elon နဲ့ Trump ကြားကပြဿနာကောအဲ့လောက်နဲ့ပဲရတပြစေနောက်ထပ်တစ်ခုကျွန်တော်ပြောချင်တာရှိသေးတယ်အဲ့ဒါကတော့ Donald Trump ကအဲ့ဒီဒီမနေ့ဗောဒီ um Ford Break လို့ခေါ်နေတဲ့ demonstration မှာသူ speech လေးလုပ်နေတယ်ပြီးတော့တချို့ Tamro US တပ်သားတွေရဲ့ legacy ဘောတော့သူ လေတွားကြည့်နေပေါ့အဲ့ဒီလေချင်းရေးကြည့်တဲ့ပုံရိပ်ကိုကျွန်တော်ပြမယ်ပေါ့နော်တစ်ချက်လောက်ဟမ်ဒီဒီကိစ္စပေါ့နော်ဒါက US Army ပေါ့နော် US Army cutting edge power ပေါ့နော်ဒီတက်မိုးစွမ်းအောင်စွမ်းအင်ပြောရမှာပေါ့ Bragg military base မှာတွားနေတယ် Fort Bragg ပေါ့နော် Fort Bragg Trump က Fort Bragg ရဲ့ military base မှာ speech paper နဲ့အပိုင်းမှာသူကတက်မိုးရဲ့အမ် လက်ရည်ဆွဲရင်ပေါ့ဒါကိုတွားကြည့်တယ်ပေါ့ဒါကတော့ပရိဒါကတော့ပရိသတ်ဘယ်လိုပြောမလဲဒီအမ်ဘုဒ္ဓတအနေနဲ့ပြတာပါ။ဟောဘယ်လိုမျိုးပုံစံလဲပေါ့။တော့သူ့ရဲ့သူ့ရဲ့လှုပ်ရှားမှုဘုဒ္ဓတအနေနဲ့ပြတာပါ။ជី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 ထူးထူးချက်ချာတော့ဘာမှမရှိပါဘူး။အာသူတို့လက်ချနေတဲ့နေရာပေါ့နော်။ Uh, ama do të çam. Do do të çam ka tua çini, po ne jemi të çu base se atë di të tanu je leçi bu tua çi ra. Thank you. တို့အမေရိကတပ်သားတွေရောအင်အားကောင်းလာရင်အာအစွမ်းရင်ကောင်းတာတော့ကောင်းလို့ဆရာပါပဲကွာသူတို့ရဲ့ training ကတော်တော်လေးကိုမိုက်တာကွာသူတို့ရဲ့ training ကလုံးဝကိုတကယ်ကြီးလို့တာတော်တော်လေးကိုသူတို့ကကွာဒီတမန်အဲ့လိုမေရသူတို့ကြည့်ပါအောင်သူတို့ training လုပ်တဲ့နေရာကစပါအောင်ကြည့်ပါအောင်တော်တော်လေးကိုမိုက်ရတယ်ကွာနော်သူတို့ training တက်တက်ကိုရှိနေတယ်သူတို့ training တက်တက်စင်းရမယ်လေယူနီစင်းရမယ်နေရာတွေတက်ရမယ်နေရာတွေနေရာအကြီးကြီးရှိတာပါ သူတို့မှ equipment ပေါ်တော့ကြည်ရဆုံးရှိနေတယ်ကွာတော့ဗာတနက်အစစ်တွေနဲ့သူတို့ကလုံနေရတော့တနက်အစစ်တွေနဲ့ကြီးစားအစစ်တွေနဲ့လက်ကြည့်ရလို့တာอืม Ah, sí, va. Vale, ¿no? US no. Look at them. Ah. Uh. မှတော့တို့လေ့ကျင့်တဲ့ပုံစံကကြည့်ပါကြည့်စမ်းဝိုးအဲ့လိုလောက်တာ throw training training လောက်တာအဲ့လိုလောက်တာ <laughs> Damn, guys. I sit doing the lowdown, i the training, no piano. Dagaro Fort Bragg military base map in there, Fort Bragg silicone. All right, that's it, guys. <laughs> အဲသူကသူကအဲ့မှာ speech ပြပြနေတော့ပိုင်းမှာဒါကခုနကသူပြနေတဲ့ Ford Breaks ရဲ့ military base မှာသူက speech ပြနေတယ် speech ပြပြနေတော့ပိုင်းမှာခုနကဒီအာသူတို့ရဲ့အာဘယ်ပြောမလဲတိုက်ရိုက်ခိုက်ရိုက်ပေါ့နော်ဒါတွေကိုသွားကြည့်တာပါသူတို့ချောင်းကကဲဒါဆိုတော့ဒါကဘူးဒါခုနကတော့ဘူးတုတအနေနဲ့ကျွန်တော်ကပြပေးတာပါပေါ့နော် အီလွန်နဲ့ဒေါ်နယ်ထရမ့်ကြားကတော့ပရိသတ်တို့အနေနဲ့မိတ်ဆွေပြန်ဖြစ်ဖို့ဆိုတာအရင်လိုမျိုးပေါ့နော်သူငယ်ချင်းမိတ်ဆွေပြန်ဖြစ်ဖို့ဆိုတော့လွယ်ကူပေါ့မလားဒါတွေကိုပရိသတ်တို့ရဲ့ကိုပိုင်သုံးသက်ချက်တွေကိုလေခေါ်မိမှဝင်ရကြပါဦးဒီတခါတော့ဒီလောက်နဲ့ပဲနားမရစေ Thank you so much for watching beautiful people. I love you guys. Take care. God bless. ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျမိတယ်ဆိုတော့ YouTube မှာ subscribe လုပ်လို့ရပါတယ်